အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့မှာတော့ကျမတို့ရဲ့ channel ကနေတရားမင်းနဲ့အတူတာတို့ရဲ့မဟာစစ်ပွဲကြီးဆိုတဲ့ပုံမင်းအကြောင်းအရာလေးကိုဖျက်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်။ပုံမင်းလေးကိုမတင်ဆက်ခင်မှာကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးဖို့တောင်းဆိုပါရရှင်။ဟုတ်ကဲ့ပါရှင်။ဒါဆိုရင်တော့အခုပဲဖျက်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်။တမိုင်းမတင်မီရှေးဘဝေတ္တနီကလူလောကနှစ်လောကထဲကျုံလုံးနဲ့ ဒဏ္ဍာရီဆန်ဆန်လောကများစွာတည်ရှိခဲ့ပူပါတယ်။ထိုလောကများထဲမှာတော့တရားဆောင်တဲ့နှကောင်းနှမြတွေနေထိုင်ရာတာဝန်သာနတ်ပြည်ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ဘလူးတပတ်တွေကျေစားရာအတူရာပြည်ဆိုတာရှိခဲ့ပူပါတယ်။နတ်ပြည်ရဲ့အရှင်သခင်ကတော့တကူကြီးမာတဲ့တကြားမင်းဖြစ်ပြီးတော့အတူရာပြည်ကိုအုပ်စိုးသူကတော့ခွန်အားပလကြီးမာတဲ့ဘလူးမင်းတူရယနာဖြစ်ပါတော့တယ်။ထိုခေထိုခါကလေးကနတ်နဲ့ဘလူးဆိုတာကရန်ဘက်တွေပါပဲ။ ဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီရံမွေးဟာတမိုင်းတွင်မဲ့မဟာစစ်ပွဲကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်။ဘလူမင်းသူ့ရရနာဟာနက်ပြူသိမ့်ပိုက်ပြီးတော့တာဝရင်သားရဲ့ချမ်းသာဒုက္ခတွေကိုလှူချင်လာတဲ့အခါမှာတော့နက်ပြူဟာအကြီးမားဆုံးအန္တရာယ်နဲ့ရင်ဆိုင်ရပါတော့တယ်။ဒီတစ်ချိန်မှာတော့တကြမင်းဟာနက်အင်အားနဲ့ကြီးမဟုတ်ပဲနဲ့လူပြီကသူ့ရဲကောင်းနေရေပုံကငကားတွေကောင်းငင်ရင်ကဂလုံးရဲ့အကူအညီကိုရယူဖို့အတွက် ကြံစီပါတော့တယ်စဉ်းစားကြည့်ပါဦးမတူညီတဲ့ပုံတွေကတတ်တဝါတယ်အရင်ကဆိုရံဘက်တွေဖြစ်ကြတဲ့နှကားနဲ့ဂလုံတွေပါပူပေါင်းပြီးတော့ဘလူးတက်ကြီးကိုဘလူးရင်ဆိုင်တက်ခိုက်ကြမှာပါလေဒီမဟာမိတ်တပေါင်းစုကြီးနဲ့ဘလူးမင်းသူရယနာဦးဆောင်တဲ့အသူရတက်ကြီးတို့ရဲ့ကြောင်းမဲ့ဖွဲကောင်းလာတဲ့တိုက်ပွဲကဘလူးနှိကုံချုပ်မလဲကဲနတ်လူနှကားဂလုံစားတဲ့ဂျန်ဒိုင်လာတတ္တဝါတွေပါဝင်တက်ခိုက်ကြမယ်တကြမင်းနဲ့ အတုရာတို့ရဲ့မဟာစစ်ပွဲကြီးအကြောင်းကိုဆက်လက်ပြီးတော့နားဆင်ကြပါအောင်စို့အတုရာတို့ရဲ့မကျေနပ်ခြင်းနဲ့စစ်ချီရန်ကြံစည်ခြင်းအလွန်ရှိကြတဲ့ကာလတစ်ခုမှာတော့လွန်စွာမှတင့်တယ်တရားလာပါတဲ့တာမင်တာနတ်ပြည်ရဲ့အရှင်သခင်မှာတော့အမှန်စင်စစ်အတုရာတို့ဖြစ်ခဲ့ဘူးလေဒါပေမဲ့မကြာမီ ကာလမှာတော့မြတ်ဗုဒ္ဓရဲ့အစုံးမကိုခံယူကြင်ကြင်တဲ့တရားမြာပညာဉာဏ်နဲ့နတ်ပြည်ကိုအုပ်စိုးရန်အတွက် အခွင့်အရေးရလာခဲ့တော့တယ်။တကြမင်းဟာပရိယေဖြစ်အသူရတို့ကိုမူရစေပြီးတော့နတ်ပြည်မှာမောင်းထုတ်ပြီးတော့ဟိမဝန္တရဲ့အောက်ခြေနဲ့ဆိုင်တဲ့အသူရပြည်သူပို့ဆောင်ခဲ့လေတော့တယ်။အဲ့အချိန်မှာစလို့တာဝန်သာနတ်ပြည်ဟာတကြမင်းအပါဝင်နတ်တို့ရဲ့နေရာဖြစ်လာပြီးတော့အသူရတို့မှာတော့မိမိတို့ရဲ့နတ်ပြည်ဟောင်းကိုလဲလွတ်လိုက်ရတဲ့အတွေ့တကြမင်းနဲ့နတ်တဲ့အပေါ်မှာ အမဲလိုလိုမကျေနပ်အညိုးအတီးထားပြီးတော့ လက်စားချိန်မဲ့အခွင့်အခါကိုစောင့်ဆိုင်းနေကြကြတော့တယ်။အသူရာတို့ရဲ့အရှင်သခင်ကသူ့ရဲ့ယနာအမိရှိဘလူးမင်းကြီးဖြစ်ပါတော့တယ်။သူဟာကြီးမားတဲ့ခွန်အားပလာနဲ့တကူအမျိုးမျိုးကိုပိုင်ဆိုင်ထားပြီးတော့ရက်ဆက်ကြမ်းကြုတ်သူအဖြစ်နာမည်ကျော်ကြားလေတော့တယ်။အသူရာပြာမောင်မဲနဲ့ဆိုင်ပြီးတော့ကြောင်းမဲ့ဖွဲ့ကောင်းတဲ့အရက်ဖြစ်ပါတော့တယ်။အဲအရက်မှာတော့သူ့ရဲ့ယနာဘလူးမင်းကြီးဟာနေပေါင်းများစွာ အာနာတီမြည်ရည်နဲ့နတ်ပြည်ကိုပြန်လည်ရရှိရည်အတွက် ကြံစီအားထုတ်ခဲ့လီတော့တဲ့။တနေ့တော့အခါမှာတော့သူရယနာဘလူမယာသူရဲ့အကြီးကဲစစ်တကြီးများဖြစ်တဲ့မဟိတာလမ်ပါဟေမာနာတို့နဲ့ရွေးဝဲစွာတိုင်ပင်ဆွေးနွေးလီတော့တယ်။အချင်းတို့ငါတို့အတူရမျိုးနယ်လူဟာနတ်ပြည်တာဝန်သားရဲ့မူလအရှင်များဖြစ်ကြတယ်။ယခုတော့ထိုနတ်ပြည်များကပရိယေဖြစ်ငါတို့ကိုမောင်းထုတ်ပြီးတော့ချမ်းသာဒုက္ခနဲ့ပြည့်စုံတဲ့နတ်ပြည်ကိုသိမ့်ပိုက်ထားလေတယ်။ ငါတို့ကဤမောင်မဲနဲ့ဆိုင်တဲ့အတူရပြင်းမှာဆင်းရဲစွာနေထိုင်နေရတယ်။ဤမတရားမှုငါတို့မခံမရနိုင်ပါ။ယခုအချိန်ဟာငါတို့ရဲ့မူလပိုင်တွေကိုပြန်လည်သိမ်းပိုက်ရန်အတွက်အသင့်တော်ဆုံးအချိန်ဖြစ်တယ်လို့ဘလူမင်းသူရယနာကခညာဩဇာရှိစွာနဲ့ပြောကြားလိုက်နေတော့တယ်။စစ်သူကြီးမဟင်တာကမန်လာပါအရှင်မင်းကြီး။ကျွန်တော်မျိုးတွေရဲ့အင်အားမှာတော့ရခင်ကတည်းပုံမတောင့်တင်းခိုင်းမာလာပြီဖြစ်ပါတယ်။ ကျောင်းမဲ့ဖွဲ့ကောင်းတဲ့လက်နဲ့အစ်တင်များလဲတီထွင်ထားပြီဖြစ်ပါတော့တယ်အရှင်မင်းကြီးအမိတ်ရှိပါကယခုပင်နှက်ပြီကိုခြိထက်တိုက်ခတ်ပါမယ်လို့ရှောက်ထားလီတော့တာပေါ့စစ်သူကြီးလမ်းမားလေးမန်ဘအရှင်ထိုနှက်ဆိုသူများမှာတိုက်ခတ်ရဲစိတ်နှဲပါပါတယ်သူတို့ရဲ့အာမာတော့တကူအနှဲငယ်နေတာယာမှုမှာပြုံးဝင်နေခြင်းများသာဖြစ်ပါတယ်ကျွန်တော်မျိုးတို့ရဲ့ရက်ဆက်ကြင်ကြမှုနဲ့ခွန်အားပလာတို့ကတော့ သူတို့မရှင်နိုင်ပါလို့ထောက်ခံပြောဆိုလျော်တယ်။သူရယနာဘလူးမယာဝမ်းမြောက်စွာခေါင်းညိတ်ပြီးတော့ကောင်းပြီကောင်းပြီတို့ဖြစ်ရင်တော့အချိန်ဆွဲမနေကြနဲ့တော့အတူရာစစ်တီတော်အားလုံးကိုစုယုံကြကုန်လို့လက်နဲ့ခရင်မိကြောင်များကိုပင်စင်ကြကုန်မကြမီငါတို့သည်တာဝရင်သားတို့ချီတက်ကြမီထိုတကြားဆိုသူနတ်ပြည်မှာမောင်းထုတ်၍ငါတို့အတူရာတို့ရဲ့အာဏာကိုပြန်လည်ထူထောင်မယ်လို့အမိတ်တော်ချမှတ်လိုက်တော်ရတဲ့ အတူရပြည့်တခွင်လုံးဟာစစ်ချီရဲ့အတွက်အကြီးကျယ်ပြင်ဆင်ကြလေတော့တယ်။ထောင်ပေါင်းများစွာသောအတူရစစ်တီတို့ဟာကြောက်မက်ဖွယ်ကောင်းတဲ့တန်ချကအင်ဂျီများခက်ထန်တဲ့မျက်နာများနဲ့အတူဆူယုံလာကြတော့တယ်။လေးများများဓာလန်လက်နဲ့များအပြင်ထူးကြတဲ့အစိတ်လက်နဲ့များမောပညာတုံလက်နဲ့များကိုပါပြင်ဆင်ကြလေတော့တယ်။သူတို့ရဲ့စစ်ချီတတ်မဲ့အတန်များမြေကြီးဝပင်တုံလှုပ်စီတော့တယ်တဲ့။ တခြားမင်းရဲ့အကျင့်စီနေမဟာမိတ်ရှာဖွေခြင်းတာရင်တာနှက်ပြီကအလွန်တရားလပတဲ့အရက်ပင်ဖြစ်ပါတော့တယ်ဗထမားနီလာကြောက်မြေရတနာတို့ ਨੇ တိဆောက်ထားတဲ့နန်းနပြက်တများမွေးကြိုင်တဲ့နှက်ပယ်များပွင့်လန်းနေတဲ့ဥယျာဉ်များအေးချမ်းတရားတဲ့နှက်တို့ရဲ့ဘဝတို့ဖြင့်ပြည့်စုံနေပါတော့တယ်တခြားမင်းဟာမမရဲ့ပလင်ပေါ်မှာထိုင်တော်မူရင်းနဲ့မြေအပြင်မှာရှိတဲ့တတ္တဝါတို့ရဲ့အကြောင်းကိုစင်ကြင်နေတော်မူလေတယ် ရုတ်တဲ့တခြားမိရဲ့နတ်ပလင်တို့ဟာအလွန်ပူနွေးလာတာကိုခံစားမိတော့တယ်။ဒါကြီးမားတဲ့ဘေးအန္တရာယ်တစ်ခုဖြစ်ပေါ်တော့မှကိုနမိတ်ပြခြင်း ဖြစ်ပေတော့တယ်။တခြားမိဟာမိမိရဲ့နတ်မျက်စိနဲ့ကြည့်ရှုတော်မူရမှာတော့ဟိမဝင်တာအောက်ချီမှာရှိရဲ့အတုရပြင်မှာအင်အားအလုံးကြီးနဲ့စစ်ကြည့်တက်လာနေကြတဲ့အတုရတက်ကြီးကိုတွေ့မြင်ရတော့တယ်။တူရယနာဘလူမီရဲ့ရက်ဆက်ကြံကြုတ်တဲ့နက်နာနဲ့တက်ဖွဲ့စည်းပုံကိုတွေ့ရတဲ့အခါမှာတော့ တခြားမင်းတိလိုက်ပါပြီအတူရတို့ဟာနက်ပြီကိုသိမ့်ပိုက်ရန်လာနေကြပြီတခြားမင်းဟာနက်စစ်သူကြီးများနဲ့တိုင်ပင်ဆွေးနွေးလေတော့တာပေါ့အချင်းနက်စစ်သူကြီးတို့အတူရတို့ဟာကြီးမားတဲ့အင်အားနဲ့ငါတို့နက်ပြီကိုတိုက်ခိုက်ရန်အတွက်လာနေကြတော့တယ်သူတို့ရဲ့အင်အားမှာတော့ရခင်ကတည်းများပြားလာပြီငါတို့နှစ်တို့ဤအင်အားဖြစ်ကြီး ခုခံပါက အခဲခဲရှိနိုင်တယ်ဒါကြောင့်ငါတို့ဒီ မဟာမိတ်များရှာဖွေတဲ့နယ်လို့မိတော်မူလေတော့တယ်။နတ်စစ်သူကြီးတပါးကအရှင်တကြားမင်းမိသူတို့ထံမှအကူအညီရယူမိနေ။အချားပုံများမှတတဝါများနဲ့ငါတို့နဲ့တို့သည်အဆက်ဆက်နေပါပါသည်လို့ရှောက်ထားလေတော့တယ်။အဲ့ခါမှာတော့တကြားမင်းကပြုံးတော်မူရင်နဲ့ငါမြင်တော်မူသည်ကလူပြင်းမှသူရဲကောင်းများ၊ငကားပြင်းမှငကားများနဲ့ဂလုံပြင်းမှဂလုံတို့ဖြစ်ပေတယ်။ ၎င်းတို့ဟာမိမိတို့ရဲ့ပုံများမှာအစွမ်းထက်မြက်ကြလေတယ်။အတူရာတို့သည်နတ်ပြည်ကိုတင်ပိုက်ပြီးပါက အခြားပုံများကိုပါဆက်လက်အန္တရာယ်ပြုလာနိုင်တယ်။ဒါကြောင့်၎င်းတို့ဟာငါတို့နဲ့ပူးပေါင်းရင်အတွေ့သဘောတူညီလိမ့်မယ်လို့ယုံကြည်ရလို့မိတ်ကြားတော်မူရတဲ့။နာစစ်သူကြီးတပါးကဆွေရင်တကြီးရှောက်ထားဒီမှာတော့အရှင်ငကားနီကလုံးတို့သည်ရှေးအစဉ်ဆက်ကပင်ရန်သူများဖြစ်ကြပါတယ်။သူတို့အချင်းချင်း ဘလို့ပူပေါင်းတိုက်ခိုက်မှလဲလို့ရှောက်ထားပါတော့တယ်။တကြမင်းကတင်းငိန်စွာနဲ့ပြန်လဲမိတ်တော်မူတီမှာတော့ဟုတ်ပြီဒီသူတို့ဒီရန်သူများဖြစ်ကြတော့လဲယခုကြုံတွေ့ရမီဘေးအန္တရာယ်မှာတော့၎င်းတို့ရဲ့အချင်းချင်းရန်လိုမုန်းထမှုကိုဘေးဖယ်ရလောက်အောင် ကြီးမားပြီတဲ့ငါဒီငါဤတကူတော်ဖြင့်၎င်းတို့အားစီလုံးညီညွတ်စေမီယခုပြီနတ်တမန်များကိုဆင်လို့၎င်းတို့ထံမှအကူအညီတောက်ခံရမည်ဟုမိတ်တော်မူပြီးတော့ စွမ်းအားထက်မြက်တဲ့နတ်တပံများကိုရွေးချယ်ပြီးတော့လူပြေနကားပြီးဂလုံးပြီးတော့သူဆီလိုလိုက်ပါတော့တယ်လေမဟာမိတ်များစုယုံချင်းနတ်တမန်တို့ဟာပထမဆုံးလူပြေကိုရောက်ရှိလာတော့တယ်အဲ့ဒီအချိန်မှာတော့လူပြေမှာတတိပြောင်မြောက်တဲ့သူရဲကောင်းများဉာဏ်ပညာကြီးမားတဲ့စစ်ပြူဟာမှုများထွန်းကားနေခြင်းဖြစ်ပါတော့တယ်နတ်တမန်များကတခြားမိရဲ့အကြောင်းကြားစာနဲ့အတူရတို့ရဲ့နတ်ပြေကိုကျူးကျော်မိအကြောင်းကိုရှင်းပြတဲ့အခါမှာတော့ လူသားသူရဲကောင်းတို့ဟာတညီတညွတ်တဲ့သဘောတူကြလေတယ်။အဘဲကြောင့်ဆိုတော့အသူရတို့ရဲ့ကြောင်းမွဲဖွယ်ကောင်းမှုကိုသူတို့ကြားဖို့နာဝရှိပြီးတော့နတ်ပြည်ကြဆုံးပါကလူပြည်ပါအန္တရာယ်ကြောက်ရောက်နိုင်ကြောင်းကိုသိရှိလာကြောင်းပဲဖြစ်ပါတော့တယ်တဲ့။ထင်ရှားကြော်ကြတဲ့သူရဲကောင်းကြီးများဖြစ်တဲ့အောင်နိုင်သူ ပြည်စုတတိမင်းစသူတို့ဥဆောင်တဲ့အင်အားတောင့်နေတဲ့လူသားစစ်တီတော်များမိမိတို့ရဲ့တမ်မဏိလက်နဲ့များမင်းတက်များ စင်တက်များနဲ့အတူနက်ပြူခြစ်တက်လာခဲ့ကြတော့တယ်။သူတို့ရဲ့စီးစိမ်ဥစ္စာအသက်အိုးအိမ်စီးစိမ်တဲ့တရားမျှတမှုနဲ့အများအကျိုးကို ရှေ့ရှုတဲ့လူသားသူရဲ့ကောင်းတို့ရဲ့စိတ်ဓာတ်နတ်တမန်တို့ကိုအာအာသိစေခဲ့တဲ့အဲ့နောက်နတ်တမန်တို့ဟာရေပိုင်နဲ့ရှိနဂါးပြူကိုတွားရောက်ကြတော့တယ်။နဂါးပြူဟာရန်နာမျိုးစုံနဲ့လက်ပပြီးမဲ့မောင်မောင်မဲမဲနိုင်လာပါတော့တယ်။နဂါမင်းကြီးနာဂရာစာဟာ ခန့်ညာကြီးမာတဲ့နဂါးကြီးဖြစ်ပါတော့တယ်။နတ်တမန်တို့ကအသွေးရတို့ရဲ့ရန်စွယ်အကြောင်းဂလုံများနဲ့ရန်ညိုးကိုခိတ္တပေးဖယ်ပြီးတော့ပူပေါင်းတိုက်ခိုက်ရန်အတွက်တကြားမင်းရဲ့မေတ္တာရက်ခံချက်ကိုတင်ပြတဲ့အခါမှာတော့နာဂယာဇာနဂါးမင်းကြီးဟာတန့်တော်ဖြစ်သွားတော့တာပေါ့။ဂလုံများနဲ့ပူပေါင်းရမယ်ဆိုတဲ့အချက်ကိုသူလက်ခံရန်ခက်ခဲနေတယ်။ဒါပေမဲ့နတ်တမန်များကအသွေးရတို့ရဲ့ရက်ဆက်မှုနဲ့အကယ်၍နတ်ပြည်ကြဆုံးပါက နဂါပြည်ပါလုံခြုံပြီးမဟုတ်ကြောင်းကိုဆက်လက်ရှင်းပြတဲ့အခါမှာတော့နာဂရာစာနဂါမင်းကြီးဟာနေရှိုင်းစွာစဉ်စားချစ်ချိန်တော်တယ်။နောက်ဆုံးမှာတော့ကောင်းပြီ။ EMDR ငါတို့နဂါမျိုးနဲ့အတွက်လဲကြီးမားလာတယ်။ကလုံများနဲ့ရန်ညိုးကိုခိတ္တမြမေထားပြီမီ။ငါဤအစွမ်းထက်ဆုံးနဂါစစ်တီတော်များကိုစူယုံ၍တကြားမင်းအားကူညီမယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်တဲ့။ထောင်ပေါင်းများစွာသောခွန်အားကြီးမားတဲ့ နဂါစစ်တရော်များနာဂယာဇာနဂါမင်းကြီးရဲ့ဥဆောင်မှုနဲ့နတ်ပြည်ကိုခြေတက်ရန်အတွက်ပြင်ဆင်ကြတော့တာပေါ့နောက်ဆုံးမှာတော့နတ်တမန်တို့ဟာမြင့်မာတဲ့ကောင်းငင်ကဂလုံပြီကိုတက်ရောက်ကြတယ်တဲ့ဂလုံပြီဟာတိမ်တိုက်များအထက်မှာတည်ရှိနေပြီးတော့ကြောက်တောင်တူများပေါ်မှာဂလုံတို့နေထိုင်ကြပါတော့တယ်ဂလုံမင်းကြီးဂလုံယာဇာဟာအလွန်ခွန်အားကြီးမှပြီးတော့ဘယ်အရာကိုမဆိုဘဲလင်းမြန်စွာနဲ့ခြေမုန်းနိုင်သူဖြစ်ပါတော့တယ်တဲ့ နတ်တမန်တို့ကနဂါးများနဲ့ပူပေါင်းရမယ်ဆိုတဲ့အချက်ကိုတင်ပြတဲ့အခါမှာတော့ဂလုံရစာဂလုံမင်းကြီးဟာအမြဲထွက်လူနေဖြစ်သွားတော့တယ်တဲ့အဘယ်နည်းငါတို့ဂလုံတို့သည်ထုံမွေရောက်မှာများနဂါးများနဲ့ပူပေါင်းရမည်ဆိုရင်ငါအသက်ရှင်နေ၍အဘယ်အကျိုးရှိမည်နည်းလို့အာမန်ဖြစ်ပြောဆိုလေးပါတော့တယ်။နတ်တမန်များကတရားမီးရဲ့မြစ်တာရက်ခန့်ခြင်းနဲ့အတူရာတို့ရဲ့အန်တရား နဂားနဲ့ဂလုံတို့ရဲ့ရင်ညိုထက်ကြီးမားပုံကိုဆက်လက်ရှင်းပြတော့တာပေါ့အကယ်၍အသူရာတို့သာအောင်မြင်ပါကမြေတိပုံများအေးချင်ရတော့မြေမဟုတ်ကြောင်းကိုပြောဆိုလေတော့တယ်ဂလုံရာစာဂလုံမင်းကြီးဟာခိတ္တစဉ်းစားပြီးတဲ့နောက်မှာတော့တေဝင်မှုကိုဦးစားပေးပြီးတော့ဂလုံတို့ရဲ့အနာဂတ်အတွက်ဤခါသမယမှာတော့နဂားများနဲ့ပူပေါင်းတင့်တယ်လို့ဆုံးဖြန့်လိုက်ပါတော့တယ်ကောင်းပြီငါးကလုံးစစ်တီတော်များအားလုံးကို စုယုံလိမ့်မည်အေးဒီချိန်မှာတော့ထုံမွေရုပ်များနဲ့အတူပူပေါင်းပြီးတော့အတူရာတို့ကိုတိုက်ခတ်မယ်လို့အမိတ်ပေးလိုက်ပါတော့တယ်အင်းအားထောင်ချီရဲ့ဂလုံစစ်တီတော်များဂလုံရစာဂလုံဝင်းကြီးရဲ့ဥဆောင်မှုနဲ့ကောင်းကင်ရဲ့မှနှက်ပြီတို့ဥတီပြန်တဲလာခဲ့ကြတော့တာပေါ့တာဝင်သာနှက်ပြီရဲ့အနီးမှာတော့မဟာမိတ်တက်ကြီးစုယုံမိကြပြီဖြစ်ပါတော့တယ်ရွှေရောင်တောက်တဲ့နှက်စစ်တီတော်များတန်ချက်ကဝိ လူသားသူရဲကောင်းများ ထူးခြားတဲ့ကိုခန္ဓာရှိနဂါးစစ်တီတော်များကြီးမားတဲ့အတံမှန်များနဲ့ကောင်းငင်ရံမှာပြန်ဝဲနေတဲ့ဂလုံစစ်တီတော်များအဲ့လိုမတူညီတဲ့တတဝါများပူးပေါင်းနေတဲ့မြင်ကွင်းဟာအမခမ်းမင်ဖြစ်ပါတော့တယ်။အစာပိုင်းမှာတော့လူသားများကနတ်များကိုကြောက်ရွံ့နေကြတော့တယ်။နဂါးနေဂလုံတို့မှာတော့အချင်းချင်းမယုံတင်ကဖြစ်နေကြတယ်တဲ့။ဒါပေမဲ့တကြမယာမမိရဲ့တကူနဲ့မြစ်တာဖြင့် အဲ့ဒီအခြေအနေကိုထိန်းညိပေးလိုတယ်။အားလုံးဟာပုံလူရန်သူရင်ဆိုင်ရန်အတွက်လာရောက်ကြသူများဖြစ်ကြောင်းကိုတကြားမိကမိတ်ကြားလိုတယ်တဲ့။တိုက်ပွဲဝင်ချင်းမဟာမိတ်တကြီးစီယုံပြီးတော့မကြားမိမှာပဲ။အတူရတကြီးဟာနတ်ပြည်ရဲ့နေနမိတ်ကိုရောက်ရှိလာတော့တယ်။အတူရတို့ရဲ့တိုက်ပွဲဟစ်အော်တဲများကကောင်းကင်ရံကိုထိုးဖောက်သွားလိုတယ်။သူတို့ရဲ့ရုပ်ဆိုးအကြီးတန်းတဲ့ကုခန္ဓာများ။ကြောင်မဲ့ဖွယ်ကောင်းတဲ့လက်နဲ့များက နတ်ပြည်ရဲ့လပတဲ့မြင်ကွင်းကိုဖျက်ဆီးလူနေပါဖြစ်နေတော့တယ်။တကြမယာမမရဲ့ဝရစိန်လက်နဲ့တော်ကြီးကိုကန်ဆွဲပြီးတော့အမိတ်ပေးလိုက်ပါတော့တယ်။တိုက်ခိုက်ကြကုန်လို့တရားမျက်တမှုကိုထိမ့်သိမ်းကြကုန်လို့ငါတို့ဤဘုံများကိုကာကွယ်ကြကုန်လို့ဒီပါအတူရစစ်ပွဲကြီးစတင်ပြီးဖြစ်လေတော့တယ်တဲ့။ကောင်းကင်ရမှာတော့ဂလုံတက်ဖွဲ့နဲ့အတူရလေးချောင်းတက်ဖွဲ့တို့ဟာပြင်းထန်စွာနဲ့တိုက်ခိုက်ကြတော့တာပေါ့။ ကလုံတို့ဟာလင်းမြန်စွာနဲ့ပြန်ဝဲပြီးတော့အတူရောင်များကိုနှုတ်တိဖြစ်ထိုးဆခြင်းခြေသေးများနဲ့ဆွဲယူခြင်းများကိုပြုလုပ်ကြတော့တယ်။အဲ့ဒီအခါမှာတော့အတူရောင်တို့ကလည်းမောပညာနဲ့မီးလုံးများလေစနစ်မောင်းများဖန်တီးပြီးတော့ပြန်လည်ခုခံကြတော့တယ်။ကလုံရစာကလုံမင်းကြီးကအင်အားအကြီးဆုံးအတူရောင်ပြန်တန်းသူများကိုရွေးချယ်တိုက်ခိုက်လေတော့တယ်။မြေပြင်မှာတော့လူသားစစ်တီတော်များနဲ့နတ်စစ်တီတော်များပူးပေါင်းပြီးတော့ အတူရချင်းရင်တက်ကိုရင်ဆိုင်ကြတော့တာပေါ့လူသားသူရဲ့ကောင်းအောင်နိုင်သူဟာမမိရဲ့တားနဲ့အတူရများကိုရွရွချွန်ချွန်ခုတ်လဲပါတော့တယ်အဲ့လိုနဲ့ပြေစုကမမိရဲ့စင်တနဲ့အတူရတက်ရဲ့ဘဟုကိုထိုးဖောက်လေရောတယ်တတိမင်းကတော့မြားပြည့်အတက်ပညာနဲ့အဝေးမှာအတူရခေါင်းဆောင်များကိုပြစ်ချလေရောတာပေါ့နတ်စစ်တီတော်များကမမိတို့ရဲ့နတ်တကူနဲ့လူသားများအားကူညီပံ့ပိုးလေတယ်အလင်းရောင်များဖန်တီးပြီးတော့ ရန်သူမျက်စီကိုကျိန်းဆက်စေခြင်းအန်ဒီရဲ့ကြားရောက်လူနီးပါးဖြစ်တဲ့လူသားများကိုဆွဲယူကယ်တင်ခြင်းများကိုပြုလုပ်လေတော့တယ်။ငကားစစ်တီတော်များမြေပြင်နဲ့ရေရှိရာနေရာများမှာတော့မိမိတို့ရဲ့အဆန်းကိုပြကြပါတော့တယ်။အစိမ့်ငွေများထုတ်လုပ်ပြီးတော့အတွေ့ရများအားအင်အားချိနေစေတော့တာပေါ့။မြေအောင်မှာရုတ်တရက်ပေါ်လာပြီးတော့ရန်သူကိုတိုက်ခိုက်လေတယ်။ခွန်အားကြီးရဲ့ငကားများသူ့ရဲ့ရနာရဲ့အနီးကအဆောက်အအုံများကို ရစ်ပတ်ချိန်မွနေတော့တယ်။နာဂရာဇာနဂါမင်းကြီးကကြီးမားတဲ့ကိုယ်ထဲနဲ့အတွေ့ရတက်များကြသို့ထိုးဖောက်ဝင်ရောက်ပြီးတော့ရှင်မတိုက်ခိုက်သူများကိုရှင်းလင်းပေးတော့တာပေါ့။တိုက်ပွဲကအလွန်ပြင်းထန်လာတယ်။သူ့ရာတို့ရဲ့အင်အားမခုမချတိုက်ခိုက်လာလေတယ်။မဟာမိတ်တက်များပဲမှလည်းအထိခိုင်များရှိလာတော့တယ်။လူသားသူရဲ့ကောင်းအချို့ဒဏ်ရာရကြလီတော့တာပေါ့။နတ်စစ်တီအချို့မိမိတို့ရဲ့တကူးကုန်ခန်းလာတော့တယ်။ နဂားနဲ့ဂလုံးတို့ရဲ့ပူပေါင်းတက်ခိုက်မှုမှာတော့အံ့အားသင့်မွဲကောင်းစွာနဲ့အလုပ်ဖြစ်နေတော့တယ်။အဲလိုနဲ့ဂလုံးတို့ဟာနဂားများအားလေချောင်းကနေကာကွယ်ပေးပြီးတော့နဂားများလည်းမြေကြီးမှဂလုံးများအတွေ့လမ်းဖွင့်ပေးလေကြတယ်။စစ်ပွဲရဲ့အဆုံးဖြတ်အချိန်ရောက်လာပြီဖြစ်ပါတော့တယ်။သူရယနာဘလူမီယာမမီရဲ့စစ်သူကြီးများနဲ့အတူအင်အားအပြင်းနဲ့တကြားမီးကိုတိုက်ခတ်ရန်အတွက်ဦးတည်လာပါတော့တယ်။တကြားမီးကဝရစိန်လက်နက်တော်ကိုကန်ဆွဲပြီးတော့ အသင့်ရှိနေတော့တာပေါ့အစုံအဖျားတိုက်ပွဲနဲ့အောင်ပွဲတကြမီနဲ့သူ့ရယနာဘလူးမင်းတို့ထိတ်တိုက်တွေ့ဆုံကြလိမ့်မည်။နှူးသားရဲ့တကူအရှိန်ဝါဟာကောင်းကင်ရင်ကိုပင်ထိုးပေါက်လူမတာဖြစ်နေတော့တယ်။သူ့ရယနာမမီရဲ့မဟာလက်နဲ့ကြီးနဲ့တကြမီကိုတိုက်ခိုက်လေတော့တယ်။တကြမီကဝရစိန်လက်နဲ့တော်နဲ့ကာဝယ်ပြီးတော့ပြန်လဲတိုက်ခိုက်လေတော့တာပေါ့။သူ့ရယနာရဲ့တိုက်ခိုက်မှုတိုင်းမှာတော့မကောင်းစွာအငွေ့အသင်များပါဝင်ပြီးတော့ ဗကြမီးရဲ့တိုက်ခိုက်မှုတိုင်းမှာတော့တရားမျှတခြင်းအလင်းရောင်များထွက်ပေါ်နေတော့တယ်။ဘလူမင်းသူရယနာရဲ့စစ်သူကြီးများဖြစ်ကြတဲ့မဟိန္တာလန်ပါဟေမာရတို့ဒီလေဗကြမီးရဲ့ဘေးပတ်ဝန်းကျင်မှာနတ်စစ်သူကြီးများနဲ့လူသားသူရဲကောင်းများအချို့ကိုဝိုင်းဝန်းတိုက်ခိုက်ကြလေတော့တယ်။လူသားသူရဲကောင်းအောင်နိုင်သူဟာစစ်သူကြီးမဟိန္တာနဲ့တင်းထန်စွာတိုက်ခိုက်နေရတော့တယ်။ငကာမင်းကြီးနာဂရာစာစစ်သူကြီးလန်ပါကိုမမီးရဲ့ခနာကုနဲ့ ရစ်ပါချင်းမွားရံအတွက်ကြိုးစားနေတော့တယ်။ဂလုံမင်းကြီးဂလုံရစာဟာစစ်သူကြီးဟေမာရအားကောင်းကင်ရံမှာအပြင်းထန်တိုက်ခိုက်နေတော့တာပေါ့။တိုက်ပွဲဟာအသက်လူတိုက်ပွဲ ဖြစ်ပါတော့တယ်။ဘသူအနိုင်ရမယ်ဆိုတာကိုဘသူမှမန်းစမရပါဘူးတဲ့။မဟာမိတ်တက်များဘက်ကနေသွေးစည်းညီညီမှုကအထက်ကအာသာချက်ဖြစ်လေတော့တယ်။လူသားတို့ရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုငကားတို့ရဲ့ထူးခြားသောစွန့်အားခလုံတို့ရဲ့လေးချောင်းမှပတ်မှုမှုနဲ့ နတ်တူရဲ့တကူကိုပေါင်းစားလိုက်တဲ့အခါမှာတော့အတူရာတို့တဖြည်းဖြည်းနဲ့ဆွေရုပ်လာတော့တာပေါ့တကြမီယာသူ့ရယနာဘလူးမီရဲ့အားနဲ့ချက်ကိုမြင်တွေ့လိုက်ရတော့တယ်ဘလူးမီယာခွန်အားကြီးမပါပဲပညာဉာဏ်နဲ့ပါပြီးတော့မိမိရဲ့ခွန်အားအပေါ်မှာတော့အလွန်ပဲမိခိုနေတာကိုသိမြင်တော့တယ်တကြမီယာမမေရဝရစိန်လက်နဲ့တော်မှာတော့တရားမျှတခြင်း တကူကို စုစည်းပြီးတော့သူ့ရယနာဘလူးမီရဲ့အင်အားကိုချုပ်တီးရန်အတွက်ပြစ်လွတ်လိုက်ပါတော့တယ် ရဇင်ရဲ့တောက်ပတဲ့အလင်းရောင်ဟာကောင်းကင်တစ်ခုလုံးကိုလင်းထိန်သွားစေတော့တာပေါ့ရဇင်ရဲ့တကူတော်ကြောင့်သူ့ရယနာဘလူးမင်းကြီးဟာအင်အားချင်းနဲ့သွားပြီးတော့ဒဏ်ရာများရရှိလေတော့တဲ့မိမိရှုံးလိုက်တော်မောင်တိလိုက်တဲ့အခါမှာတော့သူ့ရယနာဘလူးမင်းဟာကြံရှိနေတဲ့အသူရစစ်တီများကိုဆွန့်ပစ်ပြီးတော့အသူရပြီကိုဆုတ်ကွာထွက်ပြေးလေတော့တယ်ဘလူးမင်းထွက်ပြေးတာကိုမြင်တဲ့အခါမှာတော့ကြံရှိနေတဲ့အသူရစစ်တီများဟာလဲအသက်ဘေးကနေလွတ်မြောက်ရန်အတွက် ထွက်ပြေးကြတော့တာပေါ့မာမိတ်တက်ကြီးအောင်ပွဲရရှိပြီဖြစ်ပါတော့တယ်အတူရာတို့ရဲ့တက်ကြီးဟာဆုပ်ကထွက်ပြေးသွားပြီဖြစ်ပါတော့တယ်နှက်ပြေးတဝရင်းသားအန်ဒီယမကီဝေခက်လီပြီဆင်းပြေပြင်မှာတော့ကြာဆုံးနေတဲ့စစ်တီများလည်းရှိပေမဲ့အများစုမှာတော့အသက်ချမ်းသာရာရခဲ့ကြလေတော့တယ်တကြမင်းဟာအောင်ပွဲခံနေတဲ့မမီးရဲ့မဟာမိတ်တက်ကြီးကို ကြည့်ရှုတော်မူရတဲ့နတ်များလူသားများငကားများဂလုံးများပခုံးချင်းရှက်ပြီးတော့ ဝမ်းသာအားရဖြစ်နေကြတော့တယ်။တကြမယာမမေ့ရဲ့ပလင်တော်မှာဆင်းသက်ပြီးတော့မဟာမိတ်များအားလုံးကိုဂျေစုတင်စကားပြောကြားလေတော့တာပေါ့။အချင်းနဲ့စစ်သူကြီးတို့လူသားသူရဲကောင်းတို့နာဂရာဇာနဲ့ဂလုံရာဇာအပါဝင်ငကားနဲ့ဂလုံစစ်တီတော်အပေါင်းတို့တင်တို့ရဲ့တက်တိခွန်အားစီလုံးညီညီမှုတို့ကြောင့်အီအောင်ဝဲကိုရရှိခဲ့ခြင်းဖြစ်ပါတော့တယ်။တင်တို့ဒီမိမိတို့ရဲ့ဘုံများဤလုံခြုံရေးအတွက်တမကား တရားမျှတမှုကိုပါကာဝေခဲကြသူများဖြစ်ပါတယ်။တင်တို့ရဲ့ကျေးဇူးကိုငါပေတော့အခါမှမမေ့ဟု မေ့ချလိုက်ပါတော့တယ်။လူသားသူရဲ့ကောင်းများငကားမင်းကြီးကလုံမင်းကြီးတို့ကလည်းတရားမင်းအားအယူတည်ပြုကြလေတော့တယ်။ယခုအခါမှာတော့ငကားနေကလုံတို့ဟာရခင်ကဲ့သို့ရန်လိုစိတ်များမရှိတော့ဘဲနဲ့အချင်းချင်းလေးစားစွာကြည်နေကြတော့တယ်။ဘုံမတူပေမဲ့ဘုံတူရန်သူကတော့တွန်းလန့်ခဲ့တဲ့အတွေ့အကြုံက သူတို့ကိုစီလုံးမှုရဲ့တံမိုးကိုသိစေခဲ့ပြီးဖြစ်ပါတော့တယ်။စစ်ပွဲပြီးဆုံးသွားတဲ့အခါမှာတော့လူသားသူရဲ့ကောင်းတို့ကမိမိတို့ရဲ့လူပြည်ကိုခြေတက်ပြင်သွားကြတော့တယ်။နဂါးများနဲ့ကလုံးများလဲမိမိတို့ရဲ့ဘုံများကိုပြန်ချလေတော့တယ်။တာဝန်သာနှက်ပြင်းမှာတော့ငြိမ်ချင်ကြီးပြန်လဲထွန်းကားလာခဲ့တော့တယ်။နားဆင်သူများရှင်ဒေဝအတုရစစ်ပွဲပုံမြင်ဟာမြေမြမင်းအင်အားကြီးမာတဲ့မကောင်းဆူဝါကို ရင်ဆိုင်ရစေကားမူ တရားမျှတမှုကိုလှူလာတဲ့မိမိဘုံကိုချစ်မြတ်နိုးတဲ့မတူညီတဲ့တတဝါများစီလုံးညီညွတ်စွာပူးပေါင်းကြပါကဘယ်အခက်အခဲကိုမဆူကြော်လွားနိုင်ကြောင်းနဲ့အောင်မွေးစင်နိုင်ကြောင်းကိုတော့ဖော်ညွှန်းထားတဲ့တဏှာကြီးလာပုံမြင့်ကြီးပဲဖြစ်ပါတော့တယ်ရှင်။တကြမီးရဲ့ဉာဏ်ပညာခေါင်းဆောင်မှုနဲ့တရားဆောင်တဲ့သူရဲ့စွမ်းအားကိုလည်းဒီပုံမြင့်လေးကမိမောင်းထိုးပြနေတာပဲဖြစ်ပါတော့တယ်ရှင်။ နားဆင်သူများရှင်အခုဖတ်ပြတင်ဆက်ခဲ့ပုံမင်းအကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်။နောက်အစီအစဉ်ဒီမှာလည်းဒီလိုစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးပြီးတော့အားပေးစောင့်မျှော်နားဆင်ပေးပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။